မိတ်တီလာမျိုးအောင်စံတိုးချဲ့ရက်ကွက်မှာမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနေတလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းမိတ်တီလာခရိုင်မီးသောက်ဦးစီးဌာနမှသိရပါဗျ။မက်စလာ16ရက်နေ့မွန်းလွဲ3နာရီကကမိတ်တီလာမျိုးအောင်စံတိုးချဲ့ရက်ကွက်နေဒေါ်အောင်မာတွန်းနေအိမ်မှာမီးကျွေးမီးချံကနေတဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး12ပေပတ်လည်းသွန်မိုးထင်ရကနေအိမ်တလုံးမီးလောင်ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။ မေတီလာခရိုင်မိသားဦးစည်းဌာနမှခရိုင်ဦးစည်းမှုဦးကျော်ဆန်းမှအိရှင်အမျိုးသမီးကတမင်းအိုးတဲခဲ့ပြီးအလုသွားလုလိုက်ရမှာထရန်ကိုကူးဆက်ပြီးမီးလောင်ကျွမ်းသွားတာဖြစ်ပြီးမီးလောင်ကျွမ်းမှုကို level 1အဖြစ်သတ်မှတ်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီမိလာမှုကိုမိသားတပ်ဖွဲ့ကတန်နေတပ်ဖွဲ့ဝင်20ဦးအရန်မိသားတပ်ဖွဲ့ဝင်15ဦးတောက်ရောက်ညှိနှိုင်းခဲ့ပါတယ်။မိသားကလေးစင်ရေသေးရင်တစ်စင်းမိသားဆက်ရင်တစ်စီးစုစုပေါင်း6စီးနဲ့မိညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။အဆိုပါမိလောင်ကျမှုအားမိတီလာမျိုးမရဲစခန်းမှာပါ138မြေဆောင်2019ရာဇသတိပုံမှ285နဲ့အမှုပွင့်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။